ာချုပ်မှာအတိတ်တည်းအဖြစ်ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့သူကိုဥပဒေအရရေးယူလို့ရနိုင်ပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LG Group မြန်မာလောကန်ကတရားလွတ်တော်ရှိနေဥပဒေတော်ကိုဖြစ်ပါတယ်ကျွန်တော်လောကန်နေနဲ့အများပြည်သူတွေသိထားတဲ့ဥပဒေဆိုင်ဆိုင်ရာကိုပြည်သူများဝင်ရဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်လော်ဖန်ကိုမေးမြန်းထားတဲ့ online မေးခွန်းလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမြတ်ဝေပေးခြင်းပါတယ် မေခွန်းလေးကတော့စာချုပ်မှာအတိတ်အသည့်အဖြစ်လက်မှတ်ရေးထိုးခဲ့တဲ့သူပါပေါ့နော်ပိုင်ဆိုင်မှုစာချုပ်စာတမ်းအရှုပ်ရှင်းဖြစ်လို့တဲ့တရားရုံးမှာဖြေရှင်းလို့မနိုင်ရင်ပေါ့နော်တက်တည်အဖြစ်လက်မှတ်ရေးထိုးတဲ့သူကတဲ့ဥပဒေအရထောက်ကြနိုင်ပါသလားပေါ့နော်ဥပဒေအရဘယ်တိုင်းတာတိပြည့်တန်ကြခံနိုင်ပါသလဲတဲ့အတိတက်တည်အဖြစ်လက်မှတ်ရေးထိုးထားတဲ့သူကဥပဒေအရအဆစအရာလွတ်ကင်းမှုရှိပါသလားကျေးဇူးပြုပြီးတော့ဖြေကြားပေးပါဆရာဆိုပြီးတော့မေးမြန်းထားပါတယ်အဲ့တော့မေကွန်းရှင်ရဲ့ မင်းမြတ်နဲ့မင်းကုန်းလောင်းနဲ့သူ့ရဲ့ဖြစ်ပေါ်နေတဲ့ပြဿနာရက်ကိုဆွေးနွေးဖြေကြားပေးဖို့အတွက်လုံလောက်မှုမရှိဘူးပေါ့နော်။ဒါပေမဲ့လည်းပဲစာချုပ်မှာပါတဲ့သက်တေဟာဥပဒေအရအေးအေးယူချင်းခံရနိုင်သလားဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြံလေးဆွေးနွေးမျှဝေပေးခြင်းပါတယ်။အဲ့တော့တာမာအဖြစ်ဆိုလို့ရှိရင်စာချုပ်တစ်စောင်မှာပေါ့နော်။အတိတ်သက်တေအဖြစ်ပါဝင်ပြီးတော့လက်မှတ်ရေးထိုးကြတယ်ဆိုတာက ဘသူနဲ့ဘသူကဒီစာချုပ်ကိုပြုလုပ်ချုပ်ဆိုတယ်သူတို့ရဲ့လွတ်လပ်သောသဘောဆန္ဒအရာပြုလုပ်ချုပ်ဆိုကြခြင်းဖြစ်ပါတယ်ဆိုတာကိုအတိတ်တည်းကနော်မြင်တွေ့သိရှိကြောင်းသာလေသူကလက်မှတ်ရေးထိုးတာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီစာချုပ်ပါကိစ္စရက်နဲ့ပတ်သက်ပြီးတော့မှအတိတ်တည်းမှာဥပဒေကြောင်းအရာတာဝန်မရှိဘူးပေါ့နော်ဒါကတာမန်အခြေအနေမျိုးကိုပြောတာပါဒါပေမဲ့လည်းပဲစာချုပ်ချုပ်ဆိုခြင်းအချိန်ကပေါ့နော်စာချုပ်ဝင်တူဦးဦးဟာလိန်လေလက်ဖျားမှုတွေပြုလုပ်ခဲ့မယ် အဲ့လိုလိန်လေလက်ဖျားเจ้าကိုလည်းအတိတ်တည်းနေရာမှာပါဝင်လက်မှတ်ရေးထိုးတဲ့သူဟာသိရှိမယ်။သူကိုယ်တိုင်လည်းပါဝင်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ရင်လည်းထိန်ချန်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်။စသဖြင့်ပေါ့ရာဇဝင်မှုနဲ့ညှိစွန်းနိုင်တဲ့အချက်တစ်ချက်ချက်ရှိရင်တော့အတိတ်တည်းမှာပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့သူဟာလည်းဥပဒေကြောင့်အရာတာဝန်ရှိလာနိုင်ပါလေ။နောက်တစ်ချက်ကတော့ဒီဒါမှမဟုတ်မရားကငွေချေးတယ်ပေါ့နော်။ အဲ့လိုခြေတဲ့နေရာမှာကျန်တဲ့လင် သို့မဟုတ်မရတူဟာအတိတက်တဲ့နေရာမှာလက်မှတ်ရေးထိုးထားမယ်နောက်ပိုင်းမှာပြန်လဲပေးဆက်ဖို့ပြက်ကွက်ပဲဆိုလို့ရှိရင်နော်ဒီချင်းဝင်နဲ့ပတ်သက်ပြီးတော့မှအတိတက်တွေမှာပါဝင်လက်မှတ်ရေးထိုးထားတဲ့လင်ဒါမမဟုတ်မရကလည်းပဲထည့်သွင်းပြီးတော့မှတရားစွဲဆိုခြင်းခံရနိုင်ပါတယ်ဒါကတော့ဒုတိယအခြေအနေပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်အတိတက်တွေနေရာမှာပါဝင်ပြီးတော့လက်မှတ်ရေးထိုးထားတဲ့သူကို ဥပဒေကြောင်းအရာအေးအေးလို့ရသလားဆိုလို့ရှိရင်ပေါ့နော်အဲ့လိုပါဝင် ပြီးတော့မှလက်မှတ်ရေးထိုးထားတဲ့သူဟာနော်အဲ့ဒီဆောင်ရွက်တဲ့ကိစ္စရဲ့တစ်ခုမှာပေါ့နော်သူ့အနေနဲ့ပါဝင်ပတ်သက်လာမယ်တာဝန်ရှိလာနိုင်တဲ့အခြေအနေတွေဖြစ်ပေါ်တယ်ဆိုလို့ရှိရင်သူ့ကိုဥပဒေကြောင်းအရာအေးအေးချင်းခံရနိုင်တယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့ဥပဒေကြောင်းအရာအေးအေးလို့မရဘူးပေါ့နော်ဒါကတော့အမှုတစ်ခုချင်းစီအလိုက်ပေါ်ပေါက်နေတဲ့အဖြစ်ပြက်အခြေအနေပေါ်မှာအခြေခံပြီးတော့မှာ စဉ်းစားရမယ့်ကိစ္စဖြစ်တယ်လို့ဆွေးနွေးမျှဝေဖြေကြားပေးလိုက်ရပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။